ဥပိ္ခာထား၍စိတ်ဖြည့်ပြောက်ခြင်းမကျေနပ်ချက်ကိုဖြည့်ပြောက်ဖို့မြတ်စွာဘုရားလမ်းညွှန်ပြတဲ့ဤဒီအများကြီးရှိတဲ့အထက်ကဥပိ္ခာနဲ့ဖြည့်ပြောက်ခြင်းဟာလည်းအကောင်းဆုံးဤတနည်းပါပဲတဲ့ဥပိ္ခာဆိုတာလိလျူရှုခြင်းကုသိုလ်မရခြင်းနေပါစေ အကုသိုလ်မဖြစ်အောင်နေခြင်းသဘောပဲဖြစ်တယ်လောကမှာမေတ္တာထားလို့လည်းမရတဏှာပြလို့လည်းမရတဲ့သူတွေရှိတတ်တယ် အဲ့ဒီလိုသူတွေနဲ့ပတ်သက်ပြီးတော့ကုသန္တမှာမကျင်နဲ့စိတ်တွေခဏခဏဖြစ်တတ်တယ်။မကျင်မနဲ့ဖြစ်တော့ကိုကိုတိုင်နဲ့မကြမကြခံစားရ။ကိုကိုတိုင်နဲ့အချိန်ချင်းပူလောင်ရတာမျိုးလည်းဖြစ်တတ်တာပေါ့။အဲ့ဒီအချိန်တွေမျိုးမှာဆိုရင်တော့မြတ်ဗုဒ္ဓကဥပိ္ပခာပြုခြင်းသာအကောင်းဆုံးနည်းပဲဖြစ်ကြောင်းလမ်းညွှန်တော်မူတယ်။လောကမှာလူအမျိုးမျိုးဆရာအမျိုးမျိုးရှိတဲ့အတွက်လူတိုင်းနဲ့အဆင်ပြေဖို့ကမလွယ်လှပေးဘူးပေါ့။ ကိုယ်နဲ့အသက်သက်အသက်သက်ခါကုံမှာတူတဲ့သူတွေနဲ့တွေ့တဲ့အခါမေတ္တာထားပြီးဆက်ဆံကြည်ရမယ်။ကိုယ့်အောင်နိုင်ကြသူတွေအပေါ်မှာတော့ကရုဏာတရားနဲ့ဖေးမှကြည်ရမယ်။ကိုယ့်ထက်သားတဲ့သူတွေအပေါ်မှာတော့မုဒိတာတရားနဲ့ဝမ်းသာပေးနိုင်အောင်ကြိုးစားရမယ်။မေတ္တာနဲ့လည်းမရကရုဏာနဲ့လည်းမရမုဒိတာပွားလို့လည်းမရတဲ့သူတွေကိုတော့ဥပိ္ပခာတရားနဲ့ပဲလိုက်နာကျင့်သုံးကြရမှာဖြစ်ပါတယ်။ ဥပိ္ပခာဆိုတော့တချို့ကပြောမရလဲဖြစ်ချင်ရဖြစ်နေခြင်းတလို့နေတော့กว่าဘာမှမပြောတော့ဘူးဥပိ္ပခာပဲပြုတ်လိုက်မယ်ဆိုပြီးဒီလိုပြောတဲ့သူတွေလည်းရှိတယ်ဥပိ္ပခာရဲ့သဘောကဖြစ်ချင်ရဖြစ်ဆိုပြီးပြစ်ထားတဲ့သဘောမျိုးမဟုတ်ပါဘူးတရားရုံးနဲ့ပတ်သက်ပြီးချစ်ချင်းမုန်းခြင်းကင်းအောင်နေတဲ့သဘောကုသိုလ်အကုသိုလ်မဖြစ်အောင်နေတဲ့သဘောအပြစ်လဲမထင် အချစ်လဲမဝင်တော့ပဲကိုကိုကို ပြင်ဆင်ပြီးနေတဲ့သဘောမျိုးပါပဲဘဝမှာကုသိုလ်မရခြင်းနေပါစေအကုသိုလ်ဖြစ်အောင်ရှောင်ကျင်တဲ့နေထိုင်မှုမျိုးပေါ့ကုသိုလ်မရတာဟာကောင်းကျိုးမခံစားရတာပဲရှိတယ်အကုသိုလ်ရသွားရင်တော့အဲ့ဒီအကုသိုလ်အကျိုးကို ကိုကခံယူပေးဆပ်ရတာဖြစ်တဲ့အတွက်ကုသိုလ်ရဖို့ထက်အကုသိုလ်မဖြစ်အောင် နေထိုင်ကြည့်ကြဖို့ပဲလိုပါတယ်ဥပေက္ခရဲ့သဘောကလည်း အဲ့ဒီသဘောပါပဲဘသူကိုမှလည်းမချစ်ဘသူကိုမှလည်းမမုန်းတော့အချစ်အမုန်းကြောင့်ဖြစ်ပေါ်နိုင်တဲ့ခံစားမှုတွေလည်းမရှိနိုင်တော့ဘူးပေါ့တရားရအပေါ်မှာမကျင်နဲ့လို့ဖြည့်ဆည်ကြတဲ့အခါမချစ်မမုန်းပဲဖြည့်ဆည်နိုင်တာကတော့အကောင်းဆုံးဖြည့်နည်းပဲပေါ့ချစ်ချင်းမုန်းခြင်းရှိနေတန်ရုပ်စင်ကတွေ့ညနေတတ်ပြီးချစ်တော်လည်းခံစားရသလိုမုန်းတော်လည်းပဲရံများရတယ်လေချစ်တော်လည်းအပြစ်မမြင် မုန်းတော်လည်းအပြုံးမတင်ဖြစ်နေရင်မကျေနပ်စိတ်အလိုမကျစိတ်အာဃာတစိတ်တွေကရော့ကြဖို့ခက်နေပြန်တာပေါ့အဂရိရဲ့သဘောကချင်းလည်းပဲအဂရိလိုက်တတ်တယ်လို့မုန်းရင်လည်းပဲအဂရိလိုက်တတ်တယ်လေချစ်လို့အပြစ်မမြင်ပဲဗက်လိုက်သွားရင်စန္ဒာဂတိဖြစ်ပြီးမုန်းလို့အပြုံးမမြင်နိုင်ပဲဘာလို့လို့အမုန်းစိန်ဝင်နေရင်ဒေါသဂတိဖြစ်သွားတယ်ပေါ့ ဥပိ္ပခာမပြုတ်နိုင်ရင်အချင်းအမုန်းတွေနဲ့ဗက်လိုက်မှုတွေကရှိနေမှာဆိုတော့မကျင်တဲ့စိတ်တွေကလည်းရှိနေမှာပဲမဟုတ်လားတကယ်တော့ဥပိ္ပခာရဲ့သဘောအမှန်ကအလွန်မြင့်မြတ်တဲ့ခြင်းစဉ်ပါပဲလူတိုင်းကျင့်သုံးမှုခက်တယ်လို့အပြောလွယ်သလောက်လိုက်နာဖို့ခက်တဲ့တရားဆိုလည်းမမှားပါဘူးခက်ပေမဲ့ကိုယ်စိတ်ကိုဥပိ္ပခာနှလုံးသားနဲ့လက်တွေ့လိုက်နာကျင့်သုံးသွားနိုင်ရင်အစဉ်ပြေခြင်းမပြေခြင်းဖြစ်ခြင်းမဖြစ်ခြင်း ရှိခြင်းမရှိခြင်းစသဖြင့်ဘလို့တက်ရောက်မှုမျိုးကိုမစိုးမတုံမလောက်အပြစ်မဖြစ်အောင်ရင်ဆိုင်သွားနိုင်မှာ အသေးချပါပဲဥပိ္ပခပြုခြင်းကိုတာမန်လူတွေမပြောနဲ့ဖះဆတဲ့သူတော်ကောင်းတွေကိုယ်တိုင်လည်းလက်တွေလိုက်နာကျင့်သုံးနေရှိတယ်လေမြတ်စွာဘုရားတတ်တော်ထင်ရှားရှိစဉ်အချိန်တုန်းကပေါ့ကေတိဆိုတဲ့မြင်းဆရာကြီးတယောက်ဟာမြင်းတွေကို ထိန်းချောင်းပြုပြင်ပုံစံသွင်းလေ့ကျင့်တဲ့နေရာမှာ အတော်လေးကျွန့်ကျင်လာတယ်။မြင်းနဲ့ပတ်သက်လာရင်ဆရာကြီးကအလွန်တော်လွန်းလွန်းနာမည်လည်းကြီးတယ်ပေါ့။ဒီနေ့မှာကေတိဆရာကြီးနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်တို့ဆုံဖြစ်ကြတယ်။အဲ့ဒီလိုဆုံတဲ့အခါမြတ်စွာဘုရားရှင်ကဆရာကြီးဆရာကြီးရဲ့မြင်းတွေကိုဆုံးမပြုတ်ပြင်းတဲ့နေရာမှာအလွန်တော်တယ်လို့ကြားသိရတယ်။ဘလို့နီးမျိုးနဲ့မြင်းတွေကိုဆုံးမပြုတ်ပြင်းပါတယ်လို့မိန့်တော်မူတယ်။ ်ဆရာကြီးကတပည့်တော်မြင်းတွေကိုပုံစံသွင်းတဲ့အခါအနုနီးနဲ့ပြုပြင်ရမယ်မြင်းတွေကိုအနုနီးနဲ့အကျန်းနီးနဲ့ဆုံးမရမယ်မြင်းတွေကိုအကျန်းနီးနဲ့အနုအကျန်းနှစ်မျိုးလုံးပေါင်းမှရတဲ့မြင်းတွေကိုအနုအကျန်းနီးတွေနဲ့သွန်သင်ဆုံးမပါတယ်ဖရာလို့ပြန်လျှောက်တော့မြတ်စွာဘုရားကဒီလိုဆိုရင်အနုအကျန်းဘယ်နီးနဲ့မှမရတဲ့မြင်းတွေကြတော့ဆရာကြီးဘလို့ပြုပြင်တယ်လဲလို့ထပ်မေးတဲ့အခါ အနုကျန့်ဘယ်လို့မှမရတဲ့မြင်းတွေကိုတော့တပည့်တော်ကတော့တပစ်တယ်ဖရာလို့ဆရာကြီးကပြန်လျှောက်တယ်ပြီးတော့ကေတိဆရာကြီးကမြတ်စွာဘုရားကိုထပ်ပြီးတော့လျှောက်တယ်မြတ်စွာဘုရားတဲ့အရှင်ဘုရားလည်းတတ္တဝါတွေကိုစုံမှချစ်ချွတ်တော်မူတဲ့နေရာမှာအမတန်တော်တယ်လို့တပည့်တော်ကြားသိရတယ်ဘုရားမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလည်းတတ္တဝါတွေကိုစုံမှတော်မူတဲ့အခါမှာဘလိုနည်းတွေနဲ့စုံမှပါတယ်လဲဘုရားလို့လျှောက်တော့မြတ်စွာဘုရားက ငါဖះလည်းပဲဆရာကြီးလိုပဲနွွ့နွဲ့ညံ့ညံ့ဆုံးမမဲ့တတ္တဝါတွေကိုနွွ့နွဲ့ညံ့ညံ့ဆုံးမတယ်ခက်ကြမ်းကြမ်းဆုံးမမဲ့တတ္တဝါတွေကိုခက်ကြမ်းကြမ်းဆုံးမတယ်အနုအကျံနှစ်မျိုးလုံးသုံးပြီးဆုံးမပြုပင်ရမယ်တတ္တဝါတွေကိုအနုအကျံနှစ်မျိုးလုံးသုံးပြီးဆုံးမပြုပင်တဲ့ဆရာကြီးရေလို့ ဖြေတော်မူတဲ့အခါကေတိမြင့်ဆရာကြီးကဒီလိုဆိုရင်အရှင်ဘုရားအနုအကျံဘလို့နီးနေမှမရတဲ့သူတွေကိုတော့ ်စွာဘုရားရှင်ကိုရမြတ်ကြီးဘလို့ဆုံးမတော်မူပါတည်းဖရာဆိုတော့မြတ်စွာဘုရားကဆရာကြီးရဲ့အနုကျန်ဘယ်နည်းနဲ့မှမရတော့ရင်တော့ငါဖရာလဲတပ်ပစ်လိုက်တာပါပဲလို့ဖြေတော်မူတယ်မြတ်စွာဘုရားရှင်ထံကတပ်ပစ်တယ်ဆိုတဲ့စကားကြားတော့ဆရာကြီးကအံ့ဩစိတ်နဲ့အရှင်ဘုရားတို့လဲတပည့်တော်တို့လို့တတ်တာပဲလားဖရာဆိုပြီးတော့မေးပါတယ်မြတ်စွာဘုရားက ငါဘုရားတို့တတ်တယ်ဆိုတာဆရာကြီးတို့တတ်တယ်လို့ပါဏာတိပါဒလုတ်တယ်လို့မျိုးမဟုတ်ဘူး။တပ်ပေတတ်တာကမ္မတကသူ့တဘောနဲ့သူသူကံနဲ့သူချစ်ချင်းမုန်းညင်းမပါဘဲနဲ့ဥပိ္ခာ ပြုတ်လိုက်ခြင်းပဲလို့မိန့်တော်မူတယ်။ဒီနေရာမှာပြောကျင်တာကဘုရားအဆရှိတဲ့သူတော်ကောင်းကြီးတွေရဲ့တတ်ခြင်းဟာဥပိ္ခာပြုတ်လိုက်ခြင်းပါပဲ။အကောင်းလည်းမပြောအဆိုးလည်းမပြောပဲနေလိုက်ခြင်းဟာသူတော်ကောင်းတွေရဲ့တတ်ခြင်းဥပိ္ခာပြုတ်ခြင်းပဲဖြစ်တယ်။ ဘိက္ခာပြုတာဟာပြုလိုက်တဲ့သူအတွက်စိတ်ခံစားမှုတော်တော်လေးတက်တော့တက်တာဖြစ်စေပါတယ်။ချစ်လို့ဖြစ်ရတဲ့အပူမုန်းလို့ဖြစ်ရတဲ့ခံစားမှုဘာမှကန့်ညိမှုမရှိတော့နေရတာကိုကပေါ်ပွားနေတော့တာပေါ့။ဒါပေမဲ့သူတော်ကောင်းတွေရဲ့ဥပိ္ပခာအပြုခံရတဲ့သူအကောင်းအဆိုးအကြောင်းကျိုးကိုဘာမှပြောဆိုခြင်းမရှိတဲ့သူတွေကြတော့ရှင်နေရနဲ့တည်သွားသလိုအသက်ခံရသလိုဖြစ်သွားတာပေါ့။ ဒါကြောင့်ဘလောက်ပဲဆိုးဆိုးမိဘဆရာသမားတွေရဲ့ဥပ္ပခာအပြုခံရတဲ့အထိမရောက်ရောက်မသွားအောင်တော့တတိပြုရမယ်ဥပ္ပခာအပြုခံလိုက်ရတယ်ဆိုရင်တတ်ခံရတာ ਨੇ အတူတူပဲပေါ့ဆိုလိုတာကတယောက်ယောက်အပေါ်မကြင်မနှက်ဖြစ်တဲ့အခါမေတ္တာထားပြီးဖြေဖို့လိုရင်မေတ္တာနဲ့ဖြေကရုဏာနဲ့ဖြေဖို့လိုရင်ကရုဏာနဲ့ဖြေဘလို့မှမရရင်တော့ဥပ္ပခာပြုတ်ပြီးတော့ပဲဖြေရမှာပေါ့ဥပ္ပခာပြုတ်ခြင်းဟာ အခြေနှက်ချက်ကိုဖြေလျှော့ဖို့အတွက်အကောင်းဆုံးနေ့တစ်နေ့အဖြစ်မြတ်စွာဘုရားရှင်ကလမ်းညွှန်ပေးတာဖြစ်တဲ့အတွက်လက်တွေ့ဘဝမှာချစ်ချင်းမုံညင်ကင်းကင်းနဲ့တတ္တဝါတွေအပေါ်တခြားသူတရားရဲ့အပေါ်မှာဥပိ္ပခပြုနိုင်ရင်ဘဝဟာနေရထိုင်ရတာစိတ်ချမ်းသာမှာအမှန်ပါပဲလေ